ဂါနီးယားဆာကူရာဝိုင်ဆာကူရာရဲ့အစင်းနဲ့ပေါင်းဆက်ထားလို့ချစ်ရောက်ပြီးချက်ချင်းတင်သွားပြီးပန်းနုံအောင်သားယူပုံမူတောက်ပစီပါရယ်ဆာကူရာခရင်50 ml တပူဝယ်ရင်ဆာကူရာဖေရှယ်ဖုံး50 ml တပူလက်ဆောင်ရမယ်နော်နောက်တော့မြို့နယ်42ရပ်ကွက်ဘုံမှုပါထူးလမ်းထဲက နိုင်ရေးကူညီမှုအသင်းရဲ့ခြံဝန်းအနောက်ဘက်ပိုင်းမှာစွန့်ပစ်ပစ္စည်းကတဆင့် recycle ဖန်တီးပြုလုပ်ထားပြီးစိုက်ခင်းလေးတစ်ခုဖန်တီးလှူဆောင်နေပါပြီ။ဒီစိုက်ခင်းလေးတွေကဒီပင်စားပင်ဆယ်မျိုးလောက်ကိုပြိုးထောင်စိုက်ပျိုးထားပြီးစွန့်ပစ်ပစ္စည်းဖြစ်တဲ့ရေတံဘူးကွန်တွေနဲ့အသုံးဝင်လှပအောင် ပုံဖော်ဖန်တီးထားတာပါ။မကြသေးခင်ကအသင်းရဲ့ဥက္ကဋ္ဌဦးကျော်သူဟာအမေရိကန်နိုင်ငံ K recycle ဆက်ယုံကိုတွားရောက်ခဲ့တဲ့ကဆက်ယုံတွင်စွန့်ပစ်အမိုက်ကို recycle လုပ်ပြီးဖန်တီးထားတဲ့စိုက်ခင်းတွေကိုလေ့လာမိရတာကတဆင့် ဒီဆိုင်ခင်းလေးဖန်တီးဖို့တွန်းအားဖြစ်ခဲ့ပါတယ်။နိုင်ရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌဦးကျော်သူရဲ့လမ်းညွှန်ချက်နဲ့စွန့်ပစ်ပစ္စည်းကနေ recycle နည်းပညာရဲ့နဲ့ဆိုင်ခင်းလေးကိုပုံဖော်ဖန်တီးဖြစ်တယ်လို့ရန်ကုန်နိုင်ရေးကူညီမှုအသင်းအုပ်ချုပ်ရေးမှူးဒေါ်အေယာမောင်မောင်ကပြောပါတယ်။အမားတို့ဟိုလှုပ်ဖြစ်ပုံကတော့ဒီလိုစိုက်ခင်းလေးရတော့ဟိုးရင်တွေကအမားတို့ဒီနိုင်ရေးကုညီမှုအသင်းရန်ကုန်အနေနဲ့ဒီ organic စိုက်ခင်းလေးကိုအမားတို့လှုပ်ချင်တဲ့စိတ်ဆန္ဒရှိတယ်ပေါ့နော်စိတ်ဆန္ဒရှိတယ်အမားတို့ အောက်တာရောဆ iam ိုင်းတော်တမ်းမြင်အောင်အထူးသဖြင့်တဘာပေါဝင်ထိန်သိမ်းရေးတွေမှာစိတ်ဝင်စားတယ်ပေါ့နော်ဆ iam ိုင်းတော်တမ်းမြင်အောင်တော့ရွှေစည်းကွက်တို့ဒုတွေဒါလေးတွေကိုလုံးကြရအောင်ဆိုပြီးလုပ်တယ်ဒီ recycle တွေနဲ့လောက်ရတဲ့အတွက်အမားတို့ပြောတယ်ဘာဖြစ်လဲဆိုတဲ့ခါကျတော့ကုန်ကျမှုလည်းမရှိဘူးပြန် recycle ပစ္စည်းတွေကိုဒီလိုသုံးလို့ရပါလားဆိုတဲ့ဟာကိုလည်းအမားတို့ကနောက်တခြားအသင်းအဖွဲ့တွေကအမားတို့လက်ဆင့်ကမ်းမယ်ပေါ့အဲအဲ့လိုမျိုးလေးနဲ့အမားတို့ဒီ organic cycling လေးကိုလုပ်ဖြစ်တာပါ အရင်တုန်းကဒီနေရာလေးမှာစိုက်ခင်းလေးပြုလုပ်ဖို့စိတ်ကူးလေးရှိခဲ့ပေမဲ့ပလတ်စတစ်စွန့်ပစ်မှိုက်တွေကြောင့်အောင်မြင်ဖို့အခက်အခဲရှိခဲ့ပါတယ်။အခုတော့ဒီနေရာလေးမှာ recycle နည်းပညာရဲ့နဲ့ဖန်တီးထားတဲ့စိုက်ခင်းလေးကအသက်ဝင်လှပနေပါတယ်။စိုက်ခင်းလေးရဲ့ဥယျာဉ်မှုကိုသက်ထွန်းကလည်းဒီစိုက်ခင်းလေးမှာဓာတုဗေဒပစ္စည်းတွေအသုံးပြုမထားဘဲတဘာဝကဖြစ်တဲ့မြေဩဇာတွေကိုသာအသုံးပြုထားတယ်လို့အခုလိုပြောဆိုပါတယ်။အတွင်းမှာရှိတဲ့ပရိုက်တာအသင်းတော်တော်များများကလည်းအဲ့လိုမျိုး တပိုင်းတနိုင်လေးစိုက်ပျိုးကြမယ်ဆိုလို့ရှိရင်ကနေပြီးတပိုင်းတနိုင်ကနေပြီးတော့ကျွန်တော်တို့တမျိုးနယ်ဇာဖြစ်လာပါလိမ့်မယ်။တမျိုးနယ်ဇာကနေတစည်းဇာရရပါလိမ့်မယ်။ကျွန်တော်အခွန်လွတ်ဈေးပုံစံမျိုးလေးလက်ဖြစ်သွားရင်ဒီဟာကိုပြည်သူလူထုစားသုံးတဲ့အခါမှာလဲအမတန်းမှမိတိဓာမြေဩဇာမှမတုံးဆွဲပဲစိုက်ပျိုးထားတာလေးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဤပညာနဲ့တော်၎င်း ကျွန်တော်တို့ရဲ့ရှေ့ဆောင်လမ်းပြစိုက်ပျိုးထားတဲ့ပုံစံနဲ့တော့လည်းပရိုက်သအတင်းဖွဲ့များများစွာကနေလိုက်လုကြမယ်ဆိုရင်ပြည်သူလူထုရဲ့ကျန်းမာရေးတရောက်တဲ့နေရာကနေပြီးတော့ကူညီအားပေးရရောက်တယ်ဆိုတာတော့ကျွန်တော်မြင်ပါတယ်ရန်ကုန်နာရေးကူညီမှုအတင်းကတော့အခုလိုစွန့်ပစ်ပစ္စည်းတွေရဲ့အတုံးဝင်ပုံသဘောဝမြေရောစာနဲ့စိုက်ပျိုးမှုကိုလူတိုင်းစိတ်ဝင်စားစေဖို့လှုပ်ဆောင်သွားဖို့အစီအစဉ်တွေရှိနေသေးပါ အခုဆိုလို့ရှိရင်အမားတို့ဆီမှာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ခါကျစနစ်ပစ္စည်းကိုစနစ်တကျမတုံးတက်ဘူးကျမတို့အခုအမိုက်ပုံးတစ်ပုံးပလတ်စတစ်ပုံးတစ်ပုံးဆိုလို့ရှိရင်အပြင်မှာဝယ်ရတာဟိုစက်ရုံထုပ်ဆိုလို့ရှိရင်6000လောက်ရှိတယ်6000လောက်ဆိုတချို့တွေကအကြောင်းတွေပါတဲ့အတွက်ကိုအကူအညီတောင်းကြရတယ်ကျမတို့ဆီမှာဒါပေမဲ့အလှရှင်ရဲ့ငွေနဲ့ရက်တည်ရတာဖြစ်တဲ့အတွက်ကျမတို့ဒီဒီပလတ်စတစ်ပုံးကိုလှူလိုက်ရင်10ပုံးဆိုငွေ6သိန်းရှိတယ်ကြည့်ပြီးတော့အသုံးဝင်တဲ့ကားတာယာတွေကိုကျမတို့ထပ်ပြီးအမိုက်ပုံးလုပ်မယ်ဆိုလို့ရှိရင်မကုန်ဘူး။အဲ့ဒါ recycle ကိုကျမတို့ကပြန်ပြီးတော့စနစ်တကျ ုံးပြမယ်ပေါ့နော်ဟိုဒါမဲ့လေအဲ့ဒါကိုရိုးရိုးသူ့ဟာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဆေးလေးတုပ်လိုက်မယ်ခလေးတွေစိတ်ဝင်စားအောင်ဗတိလေးတွေဆွဲမယ်ပြီးရင်ခလေးတွေအဲ့ခါကြလို့ရှိရင်အဲ့ထဲကိုအမိုက်လာပြစ်မယ်ကျောင်းနေမှာပေါ့နော်အဲအဲ့လိုမျိုးလေးကြီးလေအဓိကတော့ recycle ဆိုတာပြန်လဲအသုံးပြုဖို့အတွက်အမားတို့စဉ်းစားတာဖြစ်တဲ့အတွက်ဒီအမိုက်ပုံကနေစားဖြစ်လာတဲ့ခန်းစားချက်တွေကိုအမားတို့သိတယ်ပြီးတော့ဒီအမိုက်ကနေရွှေဖြစ်မဲ့နီလန်းနေ ပြောလို့ဒါရွှေပဲပေါ့နော်အမိုက်ကနေရွှေဖြစ်မဲ့နီလန်းတွေအကြံဉာဏ်တွေကိုအမားတို့အမြဲတမ်းတွေးနေတယ်ဒါမဲ့တစ်ခုတစ်ခုဟိုလေအောင်မြင်တယ်ဆိုတိုင်းအမားတို့ဟိုဝမ်းတာတယ်ပေါ့နော်